စစ်သားတွေတိမဟုတ်ရဲတွေရောအဲသူတို့ပြောခဲ့ရရှိတဲ့ရဲဆိုတာမျိုးပေါ်မှာပဲဒါဒီအမှုကိစ္စတွေလုံရွေးကိစ္စတွေလောက်အောင်မှာစစ်သားတွေပဲတိုက်ခိုက်ရေးလောက်အောင်မှာအခုအဲ့လိုမဟုတ်တော့ဘူးတည်ရတိုင်းပဲရဲတွေပါရောပြီးတော့တိုက်ပွဲဝင်နေရတယ်အဲ့တော့ကျတော့တည်တာပေါ့ဗျာမင်္ဂလာပါဒီနေ့မှာတော့ဒါမင်းအောင်လိုင်းအသေးအတန်ဖြစ်နေရတဲ့ ကြောင်းရင်းလေးပေါ့နော်အဲ့ဒါလေးပြောကြမယ်အဓိကတော့မြောက်လိုင်းကအခုနောက်ပိုင်းမှာရွေးကောက်ပွဲလုပ်နိုင်မှုအတွက်သူ့အတွက်ကအသေးအံဖြစ်နေတယ်အဲ့တော့ကျတော့သူကရွေးကောက်ပွဲလုပ်နိုင်မှပဲအသက်ရှင်ရမယ်အနေထားသူ့အတွက်ထွက်ပေါက်ဖြစ်နေရပါဗျာအဲ့တော့ရွေးကောက်ပွဲလုပ်ပြီးလုပ်နိုင်ပြီဟေ့ဆိုရတယ်သူကနိုင်မှာဘာဖြစ်လို့လဲဆိုတော့ तू तू ပဲပြိုင်နေလဲဆိုတဲ့ပုံစံမျိုးဖြစ်နေရ ਉ အဲ့တော့ကျတော့သူကဒီဥစ္စာကိုမဖြစ်မနေလုပ်နိုင်မှုအတွက်အခုတပြင်းစူးစမ်းနေတယ် အဲ့လိုလုံနိုင်ဖို့အတွက်ကသူကသုံးမှုနယ်မြေတွေအများကြီးသူဆုံးရှုံးထားရတယ်သူရှိရပါတော့အဲ့ဟာတွေအကုန်လုံးသူပြန်ရဖို့အတွက်ရေးကြည့်တယ်ဆုံးရှုံးထားတဲ့နယ်မြေတွေသူပြန်ရနိုင်ဖို့အတွက်သူစူးစမ်းရလိမ့်မယ်အဲ့လိုစူးစမ်းတဲ့အခါမှာသူအခုဗာပြောလာလဲဆိုတော့နယ်မြေတစ်ခုလုံးပေါ့နော်ဒေတာတစ်ခုလုံးဒါမြို့နယ်တစ်ခုလုံးကိုသူမရဘူးဆိုရင်တော့မှမြို့ပေါ်နယ်မြေတွေပေါ့နော် မြို့ပေါ်နေရာတွေအဓိကနေရာမျိုးတွေကိုရအောင်စူးစမ်းပါစူးစမ်းရမယ်ဆိုတဲ့ပုံစံမျိုး အဲပြောလာတာရှိလာတယ်ပေါ့နော်အဲပြီးတော့အဲ့ဒါရှေ့မှာလည်းရှိရယ်ဒီဒီဆိုမုတ်နဲ့မြေတွေသူပြန်ရဖို့အတွက်ကိုအဲသူ့အောက်ကအဖွဲတွေကိုသူဒီချင်းချောက်တာမျိုးတွေလည်းသူလောက်တာရှိတယ်အဲဆိုတော့ဒီအကြီးပိုင်းတွေပေါ့နော်တမမှုအဆင့်တွေတိုင်းမှုအဆင့်တွေအဲ့လိုအဆင့်တွေကိုသူလောက်ခိုင်းတဲ့အတိုင်းမဖြစ်တဲ့အခါကျတော့ဖြုတ်ထုတ်တတ်တွေလောက်တာရှိတယ်ဂျောင်းတိုးပြစ်တာရှိတယ်အရင်အင်အားပို့ပြစ်တာရှိတယ်ပေါ့နော်ဒီကတမမှုတွေဆိုရင်အဲသူကင်ပြီးတဲ့နောက် တောက်လျှောက်မှာပေါ့နော်ချိုးတက်မှတွေဆိုရင်၄၅၆ရောက်ရှိနေပြီ အပုံမှန်ဆိုရင်တနှစ်နှစ်နှစ်လောက်တာဝန်ယူရတဲ့ဒီတက်တန်းတာဝန်ယူရတယ်ပေါ့နော်တမတခုကိုတနည်းနည်းနည်းလောက်တာဝန်ယူရတယ်ဒါပေမဲ့သူ့လက်ထက်မှာကျတော့ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာကိုပဲ၄၅၆လောက်ပြောင်းနေရမျိုးရှိလာအဲအဲ့လိုပုံစံမျိုးညီနေလဲသူလောက်တာတွေရှိသလိုပြီးတော့လက်အောက်ကအဖွဲတွေပေါ့နော်လက်အောက်ကအဖွဲတွေကိုကျတော့လဲသူကမလုံးပေးတာမျိုးတွေလုပ်တယ်ဒီလေချောင်းနဲ့ပတ်သက်လို့ပဲကြီးကြီးလာတော့ဒါကျွန်တော်ဆိုးပိုင်းနဲ့ကဒါဒီသတင်းတွေရတာရှိတယ်ပေါ့နော်လေချောင်းကိုသူကျဲခိုင်းတဲ့နေရာမျိုးပြမဲ့ တည်တည်ကြကြကျဲနိုင်တဲ့ဟေးဆိုရင်ပြန်ရောက်တာနဲ့ဒါ KPD ကနေပြောပစာ5သိန်းချက်ချင်းချင်းမြင့်နေလို့ဘာလို့ဒါမျိုးပုံစံမျိုးကြီးလောက်တာရှိတယ်ပြီးတော့အောက်ချိန်မှာတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကိုလည်းသူကဘာပြောလဲဆိုတော့မြို့တွေရွာတွေဒေသတွေပေါ့နော်ဒီဥစ္စာတွေကိုကြီးကြီးမားမားအောင်မြင်မှုရအောင်ပြန်ယူနိုင်တယ်ဆိုရင်သူတို့ရဲ့အဲဒီလက်ရှိလုပ်နေတဲ့ခန်းစား권တွေအပြင်ပေးမဲ့ခန်းစား권တွေအပြင်မှဒီနားသွားမယ်ဆိုရင်လည်းလုံးဝမပူမပေမကြောက်မကြပါဘောနော်နေနိုင်အောင်လုပ်ပေးမယ်ဆိုတာမျိုးတွေပြီးရင်သူတို့ရဲ့မိသားစုတွေအတွက်ပါ အစသအရာတာဝန်ယူမယ်ဆိုတဲ့ကိစ္စမျိုးတွေအစပြောဆိုပြီးတော့မလုံးပေးပြီးတော့လောက်ခိုင်းတာမျိုးကြီးရှိလာရှိလာဒါသူဘလောက်တောင်မှသူ့အတွက်အရေးကြီးနေလဲဆိုတဲ့ဟာမျိုးပေါ့ဗျာပြီးတော့ဒါသူက2025အကုန်2026အစပိုင်းလောက်မှာသူကဒီရွေးကောက်ပွဲကိုမဖြစ်မနေရောက်အောင်လုပ်ရမှာဆိုပြီးတော့သူပြောထားတယ်အဲ့လိုပြောထားဖြစ်တဲ့အတွက်သူ့အတွက်အချိန်ကလည်းတိတ်ပြီးတော့မကြံတော့ဘူးမကြံတော့တဲ့အနေထားမှာအခုလိုအသေးအံမျိုးတွေလုပ်နေရတယ် အဲ့တော့နီးမျိုးစုံသုံးတယ်ပြောပေါ့ဗျာပြောရမယ်ဆိုရင်ချိန်ချောက်တာတွေလည်းသုံးတယ်အဲချော့ပြီးတော့မလုံးပေးပြီးလောက်တာမျိုးတွေလည်းသုံးတယ်အဲ့တော့ကြမြေပြင်မှာတကယ်သူ့အတွက်အသက်ပေးနေကြတဲ့သူတွေကိုလည်းသိစေချင်တာရှိတယ်ကျွန်တော်ကစဉ်းစားမယ်ချက်တရားအများကြီးပေါ့နော်အဲသူအခုလိုမျိုးလုံနေတဲ့ဟာကသူ့ရဲ့ကိုကြိုးအတွက်သူ့ရဲ့အတ္တအတွက်ပဲသူတမနာဖြစ်ဖို့အတွက်ပဲသူကလုံနေတဲ့အနေထားမှာအောက်ကအဖွဲ့တွေကဘာဖြစ်လို့များအတိတ်ပဲမဲ့ဆိုတာအသက်ပေးကြမှာလဲပေါ့နော်အဲသူ့စီမှာရှိတဲ့ဒီအကြီးပိုင်းတွေကအစဒါတွေကိုစဉ်းစားစဉ်းကျင်သင့်တယ် အောက်မှာရှိတဲ့လောင်းငယ်သားတွေကတရားတဲ့စစ်ကိုတိုက်နေရမှာမဟုတ်တာသူ့ရဲ့ကိုကြိုးစည်းဝါအတွက်နဲ့အသက်တွေအသေးခံခိုင်းနေတာအဲ့တော့ကြအဲ့ဥစ္စာတွေမှာဖြစ်စီဖို့အတွက်ကိုအောက်ကဖွဲ့ရလဲယုံထွက်တဲ့နဲ့အခုဆိုရင်နေရာအနှက်မှာကြည့်လိုက်ဒါတက်တက်ဖွဲ့တွေတော်လိုင်းတက်ဖွဲ့တွေကအသာစီးရယူနိုင်ခဲ့တဲ့ဟာတွေကြီးပဲအဲတော်တော်များများဖန်ခံရပြီဆိုရင်ကြည့်လိုက်ရင်လည်းလုံးဝခေါင်းဖြူကြီးတွေမပြေးနိုင်မလွားနိုင်အဲအဲ့လိုပုံစံမျိုးတွေစစ်သားတွေတိမဟုတ်ရဲတွေရောအဲသူတို့ပြောခဲ့ရရှိတဲ့ရဲဆိုတာက မြို့ပေါ်မှာပဲဒါဒီအမှုကိစ္စတွေလုံရွေးကိစ္စတွေလောက်အောင်မှာစစ်သားတွေပဲတိုက်ခိုက်ရေးလောက်အောင်မှာအခုအဲ့လိုမဟုတ်တော့ဘူးတည်ရတိုင်းပဲရဲတွေပါရောပြီးတော့တိုက်ပွဲဝင်နေရတယ်အဲ့တော့ကျတော့တည်တာပေါ့ဗျာအဲ့တည်တဲ့အချိန်မှာလည်းဒါမချိမဆက်နေပေါ့နော်ပြီးတော့ဖမ်းခံရတယ်ဆိုရင်လည်းဟိုကထိုင်တော်ကတော့အမဲအသက်ရွယ်မျိုးတွေအဲ့အဲ့လိုပုံစံမျိုးတွေကဆက်ဖမ်းခံနေရတာနော်အဲ့ကျတော့သူတို့အတွက်အခြေအနေမကောင်းဘူးအဲ့တော့ကျတော့မင်းအောင်လံရဲ့ကိုကြိုးအတွက်ဘာဖြစ်လို့များအဲ့လိုလှုပ်ပေးနေမှာလဲဆိုတဲ့ဟာကိုစဉ်းစားတဲ့ ဒီကတော့ယုံထွက်စေခြင်းနဲ့အမြင်မှန်ရစေခြင်းနဲ့သူတို့ရဲ့မိသားစုတွေကလည်းဒီလူတွေကိုတိုက်တွန်းစေခြင်းနဲ့ပေါ့နော်ဒါမှပဲသူတို့အသက်ချမ်းသာဝင်ရမယ်မတရားတဲ့စစ်ပွဲကိုဘာဖြစ်လို့သူတို့ကအသက်အသေးခံပါလဲပေါ့နော်အဲနောက်တစ်ခုကသူအဲ့လိုမျိုးတွေလှုပ်လာပြီးဟေးဆိုတဲ့ဟာကဘာတွေကိုသွားမြင်ရလဲဆိုတော့အခုနောက်ပိုင်းမှာဒါအင်အားတိုးပြီးတော့စုဆောင်းတာတွေရှိတယ်ပတ်စတွေပေါ့နော်စစ်မှုမထမ်းမနေရဒါပေါ်တာဆွဲတာမျိုးတွေအတင်းကျပ် ဒါစစ်တပ်ထဲကိုသွင်းပြီးတော့တိုက်ခိုင်းတာမျိုးတွေဒါမျိုးပုံစံမျိုးတွေကလည်းအခုချိန်ထိဒါစုဆောင်နေတော့မယ်အင်အားတွေအများကြီးစုနေတယ်အဲပြီးတော့ကြတော့ဒီလူတွေကိုခြေတန်းကနေအလကားသက်သက်အသေးခံခိုင်းတာတွေလည်းအများကြီးပဲပေါ့နော်စစ်ကြောင်းတစ်ခုထွက်ပြီးဆိုရင်စစ်ကြောင်းမှာအင်အားတရာပါတယ်ထားပါတော့အဲ့ထဲက80လောက်ကဒါပါစားတွေဖြစ်နေအဲ့လိုပုံစံမျိုးနဲ့အသေးခံခိုင်းနေရလည်းရှိတယ်ဒါပြင်ဒါထူးခြားတဲ့ဟာဆိုရင်ဒါအခုနောက်ပိုင်းသူကအဲဒီဒီအရေးကြီးဒေတာတွေပေါ့နော်သူ့အတွက်အရေးကြီးပါတယ်ဆိုတဲ့နေမြေတွေမှာ ထိုးစစ်တွေပြန်ပြီးတော့ထိုးစစ်စင်တာတွေလှုပ်လာတယ်ထိုးစစ်စင်တဲ့အခါမှာဒါအင်အားစုဖွဲ့တဲ့အပိုင်းတွေမှာလည်းအများကြီးစုဖွဲ့တာရရှိလာသလိုအဲပြစ်ကူပေးတဲ့ဟာတွေကလည်းကြီးရေလေးအစုံပဲပေါ့နော်အဲလိုပြစ်ကူပေးတာမျိုးတွေလည်းရှိတယ်ဒါပြုံမှာဒါပြည်သူစစ်တွေပေါ့နော်ပြည်သူစစ်တွေသူတို့ရဲ့ဒါလက်ဝေကန်လက်ဝေကန်တွေပေါ့နော်အဲအဲလိုမျိုးအတုံးချကန်အဖွဲ့တွေကိုလည်းအဲကောင်းကောင်းထောက်ပံ့ပေးရရှိတယ်ဒရုန်းဆိုဒရုန်းလက်နက်ကြီးဆိုလက်နက်ကြီးပြီးရင်စစ်ပညာဆိုလည်းစစ်ပညာ ဒါမျိုးပုံစံမျိုးတွေနဲ့ထောက်ပံ့ပေးပြီးတော့သူတို့ဘက်ကနေဝင်ပြီးတိုက်ခိုက်လို့ရအောင်လုပ်ပေးနေရမျိုးရှိလာတယ်ပေါ့နော်အခုဒါနောက်ချိုဘက်ဆိုလည်းအဲ့လိုပဲအင်အားအလုံးရင်းနဲ့ထိုးစစ်စင်တာမျိုးကြီးရှိလာတယ်။ပြီးရင် driver ဘက်မိုးပြဘက်ဆိုလည်းအင်အားအလုံးရင်းနဲ့ထိုးစစ်စင်တာမျိုးကြီးလှုပ်လာတယ်။ပြီးတော့ဒါဒီ ောက်ဖြူဘက်စစ်တွေဘက်ဆိုလည်းဒီလိုပုံစံမျိုးတွေဖန်တီးလာတယ်အဲအဲ့လိုပုံစံမျိုးကြီးပဲအများကြီးသူတို့လှုပ်လာရှိလာတယ်အခုဘကိုးဘက်ဆိုလည်းအဲ့လိုပဲမင်းလာဘက်ဆိုလည်းအဲ့လိုပဲအဲ့လိုပုံစံမျိုးတွေနဲ့သူတို့တောက်လျှောက်တောက်လျှောက်လှုပ်လာတွေကိုဒါတွေ့လာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကဘာတွေသတိထားတယ်လဲပြီးတော့ဘာတွေသိထားရမလဲပေါ့နော်ကျွန်တော်တို့ဒီဘက်ကတက်ဖွဲ့တွေကမပြည့်စုံကြဘူးအဲတကယ်သာပြည့်စုံတယ်ဟေ့ဆိုရင်တော့ဒီလိုမျိုးလှုပ်လာရင်လည်းဂယူဆိုင်စရာတော့မရှိဘူးပေါ့နော်အဲအဖွဲ့အကြီးတွေကတော့ပြည့်စုံတဲ့အဖွဲ့ကြီးတွေကတော့ဒါကိုမှုစရာမရှိဘူးပေါ့ဗျာ အဲ့ဒါ EAO ဖွဲ့လိုမျိုးတွေပေါ့နော်အဲဒီလိုဟာမျိုးတွေဆိုရင်တော့တိတ်ပြီးတော့မှုစရာမရှိဘူးဒါပေမဲ့မပြည့်စုံသေးတဲ့တော်လိုင်းတပ်ဖွဲ့တွေ PDF တပ်ဖွဲ့တွေအဲဒါဒါမျိုးတွေကြတော့ဒါဒီလိုမျိုးဟိုအစုံပေါ့နော်ဗတ်စုံတုံးပြီးတော့လာတဲ့ထိုးစစ်တွေကိုခံနိုင်ဖို့လွယ်ပါမလားဆိုတဲ့ဟာလေဒါကြောင့်စဉ်းစားမိတယ်အဲစိတ်တက်အရာဆိုရင်တော့ဒီကောင်တွေနိုင်ကြအကြောင်းမရှိဘူး။ဒါပေမဲ့ကျွန်တော်ကစိတ်တက်ကြီးပဲတာနေလို့လည်းမရဘူး။လက်နက်ခဲရန်လိုအပ်ချက်ကအရန်အရေးကြီးရပါတော့။ကျွန်တော်ကစိတ်တက်နဲ့သွားတိုက်နေတာတော့မှန်တယ်။ဒါပေမဲ့ဟိုဘက်က ်ဒါခုနလိုအပြည့်ပြည့်စုံစုံကြီးနဲ့လာတဲ့ဟာကိုကျွန်တော်ဘက်ကမပြည့်မစုံနဲ့ဆိုရင်ပေးရမယ့်အသက်တွေကအများကြီးရှိအဲဒါကြောင့်မလို့ချုပ်စခန်းတွေမှာကျွန်တော်ရကန်ဒီချင်းတွေမှာပြန်ပြီးတော့ဆုတ်ခွာလိုက်ရတာရှိတာဟုတ်အဲဒါကြောင့်အဲ့လိုမဖြစ်ဖို့အတွက်ကိုကျွန်တော်ဘာလုပ်ရမလဲဘာလုပ်ကြမလဲပေါ့နော်တပ်ဖွဲ့တဲ့နဲ့တောင်းခံမှုမလွှဲရင်ကျွန်တော်တို့ဘယ်နှဖွဲ့ပေါင်းကြမလဲကျွန်တော်ဒီချိန်မှာစီးလုံးမှုကအရန်စကားပြောလာပြီတပ်ပေါင်းစုဆိုတဲ့ဟာကအရန်စကားပြောလာပြီမင်းအွန်လိုင်းကလည်းသူ့အတွက်အသေးအတန်အနေထားမျိုးအချိန်လည်းမကြံတော့တဲ့အနေထားမျိုးမှာသူ့အကုန်သုံးပါပဲအဲ့အဲ့လိုပဲကျွန်တော်တို့ဘက်ကလည်းပြန်ပြီးတော့ တိုက်ခိုက်နိုင်ဖို့အတွက်ဥနေနိုင်ဖို့အတွက်ဆိုရင်ရုံးမှာပြည့်စုံနေဖို့လိုတယ်။အဲပြည့်စုံဖို့ဆိုတာခုနလိုပေါ့နော်။တစ်ဖွဲ့ကဒါရှိတယ်ဆိုနောက်တစ်ဖွဲ့ကဒါမရှိဘူး။အဲဥစ္စာကိုဒီဖွဲ့ကပြန်ဖြည့်ပေးတာမျိုးနဲ့ကျွန်တော်တို့ပေါင်းစည်းပြီးတော့တိုက်တာမျိုးတွေကျွန်တော်ပို့ပြီးတော့လှုပ်ဆောင်သင့်လာတယ်။အခုချိန်မှာကျွန်တော်မတူတာတွေညှိပြီးတော့ကျွန်တော်တယောက်နဲ့တယောက်ပေါ့နော်။တစ်ဖွဲ့နဲ့တစ်ဖွဲ့လိုအပ်တာတွေဖြည့်ဆည်းပြီးတော့ဒါအကုန်လုံးအတူတူစုပေါင်းပြီးတော့တွန်းလှန်ရမယ့်အခြေအနေရောက်ပြီးတော့ကျွန်တော်တို့ယူဆတယ်ပေါ့နော်။ဒီချိန်မှာစုပေါင်းမှုကရန်စကားပြောလာတယ်။ တကယ်ကိုပြည့်စုံအောင်လုပ်နိုင်တဲ့အဖွဲ့တွေကတော့တစ်မျိုးပေါ့နော်တကယ်မပြည့်မစုံမဲနဲ့ဒါတခုခုဆိုရင်ပြည်သူစီကိုပဲအကူအညီတောင်းနေရတဲ့အဖွဲ့တွေကကြတော့ခုနလိုပုံစံမျိုးကြီးကျွန်တော်တို့ကလောက်ဆောင်တင်လာပြီပေါ့နော်အတခုခုအကျိုးမြတ်ရပြီဟေးဆိုရင်လည်းမျှတအောင်ခွဲဝေပေးတာမျိုးတွေပေါ့နော်ဒါတွေကလည်းအရင်ရေးကြည့်လာတယ်ငါတို့တပ်ဖွဲ့တဲတင်ပြည့်စုံနေလို့မရဘူးငါတို့တပ်ဖွဲ့တဲနေဒီနေရာကိုနိုင်နေလို့မရဘူးဆိုတဲ့ဟာမျိုးကျွန်တော်သိရမယ်နိုင်ငံတဝန်းလုံးနဲ့နယ်မြေတွေအကုန်လုံးကိုကျွန်တော်တို့ထိန်းချုပ်နိုင်မှုအတွက်ဆိုရင်အဲ့လိုမျိုးရှိသမျှတပ်ဖွဲ့တွေအကုန်လုံးကတနည်းနည်းနဲ့ပြည့်စုံနေမှာလို့ရတယ် အားကြောင့်မလို့ဒီဥစ္စာတွေကိုလည်းနည်းနည်းလေးထည့်သွင်းပြီးတော့စဉ်းစားဆီချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါစက်ကောင်စီရဲ့စက်ကောင်စီရဲ့ယုံမာမှုပေါ့ဗျာယုံမာမှုဆိုတာဒါတတော်ကိုလူမဆန်နဲ့လောက်ရက်လို့ပြောရမှာပေါ့နော်ကျွန်တော်ဒီသတင်းဖတ်ရတဲ့အချိန်မှာတတော်လေးယွံယွံမိတယ်ဒီကောင်တွေကိုပေါ့နော်ဒါကတော့တဝဲခရိုင်လောင်းလုံမြို့နယ်မှာဒါကညုံကျွန်းရွာမှာရှိတဲ့အသက်80ရွယ်ရှိတဲ့အမျိုးသမီးကြီးကိုအချိန်ချင်းအရမပြုတ်ကျင့်တယ်ပေါ့နော်အဲဥစ္စာကြီးကတော်တော်ယုံဖို့ကောင်းတယ်ဗျာပုံမှန်ဆိုရင်ဒါ ဒီစစ်ကောင်စီဘက်ကကောင်တွေကဒါတွေနဲ့ပတ်သက်လို့လုံးဝငင်းတာတွေရှိတယ်ငင်းချက်ထုတ်တာတွေရှိတယ်ဒါပေမဲ့ရှေ့မှာတာရကတွေအများကြီးရှိတာပေါ့နော်ဇာဆီယမ2ဦးကိစ္စအနေဆက်အများကြီးပါပဲဟိုဆိုတော့ဒီလိုမျိုး line ပေါ်မရောက်လာဘဲနဲ့မြေပြင်မှာအဲ့လိုပြုချင်းခံနေရတဲ့ဟာတွေကဒါတိုင်းသားနေမီတွေမှာဆိုလဲအများကြီးရှိကြတာပေါ့နော်အခုဆိုရင်ဒါဒီတစ်ခုကတော့ဒါ line ပေါ်တက်လာလို့ကျွန်တော်ထပ်ပြီးတော့သိရတဲ့ဟာပေါ့ဗျာအဲ့ဥစားဒါဂျွာဦးမီမီရှိုးတဲ့အချိန်ပေါ့နော်ဂျွာလုံးကျွတ်မီရှိုးတဲ့အချိန်စစ်ကြောင်းထိုးတဲ့အချိန်မှာအားလုံးကထွက်ပြေးကြ ထွက်ပြေးကြတယ်တင်းရှောင်ကြတယ်အဲ့လိုမျိုးထွက်ပြေးတင်းရှောင်တဲ့အခါမှာအာလုံနီပါပြေးတော့ဒီလင်မယားနှစ်ယောက်ကမပြေးဘူးပေါ့ဗျာအဲမပြေးဘူးဆိုတာသူ့ရဲ့ယောက်ျားအခင်မွန်းလုပ်တဲ့သူကလည်းဒါကျမကြီးမကောင်းဘူးမပြေးနိုင်မလွားနိုင်ကျမကြီးမကောင်းဘူးအဲ့ဟာကိုပြုစုဖို့လိုတာတကြောင်းပြီးတော့ကြာသူကိုယ်တိုင်ကလည်းဒါအသက်ရွယ်ကြီးရင်းနေပြီဖြစ်တဲ့အတွက်ပေါ့နော်မပြေးနိုင်မလွားနိုင်တော့တာကလည်းတကြောင်းနဲ့သူတို့နေခဲ့ကြံခဲ့တယ်ပေါ့နော်အဲ့ချိန်မှာစစ်ကောင်စီရောက်လာတဲ့အချိန်မှာဘာမှမဖြစ်ဘူးနေပါသူတို့ဘာမှမလုပ်ဘူးဆိုပြီးတော့သူကပြောတာပြောပြီးမှပဲအဲ့လိုမျိုးဒါသူတို့ထဲမှာဆိုရင်ဒီ ဒီဒီဖိုးချီလို့ခေါ်တဲ့ကောင်ပေါ့နော်ဖိုးချီလို့ခေါ်တဲ့ကောင်အသက်40အရွယ်40ကျော်အရွယ်ဒီစစ်သားပေါ့နော်ဒါကလည်းဒါအဲ့မှာပြုကျင့်ခံရတဲ့သူကိုအဲလူကိုယ်တိုင်တွေ့ဆုံမေးမြန်းထားတဲ့ RWU ဆိုတဲ့အဖွဲ့ကပြောပြထားတဲ့ဟာပေါ့နော်အဲအဲ့မှာသူကဘာဘာဟောလုပ်လဲဆိုတော့သူ့ရဲ့အမျိုးသားရဲ့ရှေ့မှာကိုပဲဒီအဲ့မှာပြုကျင့်တာကိုလုပ်တယ်အဲ့ဟာအပြင်ကသူကဒီနှစ်ရက်အတွင်းမှာပေါ့နော်နှစ်ရက်အတွင်းမှာဟာအချိန်ချင်းပေါ့နော်၅ချိန်၅ချိန်ပြုကျင့်တယ်ဆိုတဲ့ပုံစံမျိုးကြီးသူပြန်ပြောရရှိတယ် ဘယ်လောက်တောင်မှစိတ်တန်ရာတွေများလိုက်မလဲပေါ့နော်အဲအဲ့လိုမျိုးအခုဒါမေးမြန်းတဲ့ခါမှာတဲ့ဒါအဲ့ဒီမှာပြုချင်းခံရတဲ့ဒီ90ရွယ်မျိုးသမီးကြီးကစိတ်တွေကြောင်ချောက်ချားတွေဖြစ်နေတယ်အဲပြောကြတော့လုံးဝကြောက်လန့်တကြားတွေဖြစ်နေတယ်စောက်တီးရမရတွေဖြစ်နေတယ်ပေါ့နော်အော်ဒါကြီးကလုံးဝပြမရိုင်းနဲ့စုပ်ပဲ့တယ်ပေါ့နော်ပြီးတော့ကျတော့သူ့ကိုတဲ့အဖိုးချေလို့ခေါ်တယ်ဆိုတဲ့ဟာကိုကြားတယ်ဆိုပြီးပြောကနေကိုကတယောက်တည်းမဟုတ်ဘူးဗျာပြောရင်တယောက်တည်းမဟုတ်ဘူးဆိုတာဒီလိုမျိုးပြုတ်ချင်းတဲ့ဟာကို လက်ပိုက်ကြည့်နေတယ်ဆိုတဲ့ကောင်တွေကအများကြီးရှိတယ်။ဘာဖြစ်လို့ဆိုတော့ဒီကောင်ကိုခေါ်တယ်ပြောတယ်ဆိုတဲ့ဟာတွေကဆကြားရတယ်။သူတို့အတူတူရှိတဲ့ချိန်မှာဒီလိုမျိုးလှုပ်တဲ့ဟာကိုတားဆီးမဲ့လူမရှိဘူးဆိုတဲ့ဟာမျိုးဒါသုံးသက်လို့ရ။အဲ့တော့ဒီကောင်နေဘက်မှာတချို့ကပြောကြလိမ့်မယ်။ဒီတယောက်ပဲဒီလိုမျိုးပဲပါမှာပေါ့ဆိုတဲ့ဟာမျိုးပြောလိမ့်မယ်။ဒါပေမဲ့အဲ့လိုမျိုးလှုပ်တဲ့ကောင်ကိုအောက်နောက်ကနေပြီးတော့ဒါမတားစီးပဲနဲ့အေးမယူပဲနဲ့မမြင်ကြအောင်စောင့်ပြီးတော့လှုပ်ပေးထားတဲ့ကောင်တွေကဘလောက်တော့များနေလဲဆိုတဲ့ဟာကိုသိစေချင်တာအဲဒီကဒီဒီဖြစ်စင်ပါလေအဲ့လိုပုံစံမျိုးပဲအ ဘေးနားမှာရှိတဲ့ကောင်တွေအကုန်လုံးသူတို့ရဲ့အထက်ရာရှိဆိုတဲ့ကောင်တွေအကုန်လုံးကသူ့ကိုဖူးချီလို့ခေါ်တယ်ဗောနော်အဲ့ကောင်တွေအကုန်လုံးကဒီတိုင်းလွတ်ပေးထားတာဒီတိုင်းကြည့်နေရဲဆိုတဲ့ပုံစံမျိုးပဲအဲ့ကြတော်တော်ကိုရုပ်မှာပတ်ဆက်တယ်ဆိုတဲ့ကောင်မျိုးတွေဗောနော်အဲ့လိုကောင်မျိုးတွေကဒီနိုင်ငံမှာအခုနလိုအတင်းအာရမဗောနော်အာနာကိုရယူပြီးတော့ဒါလက်နက်နဲ့ပြည်သူကိုအနိုင်ကျင့်နေတယ်ဆိုတဲ့ဟာကြီးကဒါမဖြစ်စေချင်တော့ဘူးအဓိကတော့ဒီကောင်တွေမရှိမှပဲဒါဒီပြည်သူတွေရဲ့လုံခြုံမှုပြန်လွတ်လပ်မှုတွေကပြန်ရမယ်ပေါ့နော်အဲ့တော့ကြဒီလိုမျိုးရုပ်မှာရက်ဆက်မှုတွေကိုအခုလိုမျိုးဖော်ထုတ်ပေးတာလေတကယ် တကယ်ကောင်းပါတယ်အဲတိော့ပြီးတော့တရုတ်စာကဒီမြန်မာရဲ့အရေးကိုစောင့်ကြည့်နေတဲ့သူတွေအားလုံးသိစေချင်တယ်ဗောနော်အဲအခုလိုမျိုးလောက်ရက်တွေကကျွန်တော်လုံးဝမဖြစ်တဲ့ဟာမျိုးဗောနော်ဒါပေမဲ့စစ်ကောင်စီတော့ကတော့ဒါမထူဆန်းဘူးသူတို့ဘက်မှာဒီလိုကောင်မျိုးတွေကြီးပဲရှိတယ်လို့တော့ပြောရမလို့ဖြစ်နေပြီဗောနော်နောက်တစ်ခုကတော့ဒါအားရစရာပေါ့အဲ့ဒါကတော့ဒါမနေ့ကလည်းသတင်းတွေတက်ပါတယ်ဒါကြောက်ကြီးမြို့နယ်တွင်းကစားကားစားစခန်းတွေပေါ့နော်အဲ့စခန်းတွေကိုစစ်တောင်းမြစ်စစ်စင်ရေးဆိုပြီးစစ်တောင်းမြစ်ဝန်စစ်စင်ရေးဆိုပြီးတော့ဒါ KNL နဲ့ PDF တပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ပွဲတွေဖော်ဆောင်တာဖော်ဆောင်တဲ့အချိန်မှာ စစ်တုံးမှ22ရောက်ဖမ်းမိတယ်လက်နက်ခဲရန်ဒါ28လက်ရတယ်လက်နက်28လက်ရတယ်ခဲရန်နေလည်းရတယ်အဲ့ပြော်တာခုနရောက်ထက်မနေသေးတယ်ပေါ့နော်အဲ့ထက်လည်းပို့ပြီးတော့အထိကိတ်များသွားတာရှိတယ်ပေါ့နော်အဲ့တော့အောင်မြင်တယ်ယာနုံမြေအောင်မြင်တယ်ပေါ့ဗျာအခုနောက်ပိုင်းစီရေးဖော်ဆောင်မှုတွေကကိုဘက်ကတိုက်မယ်ဆိုပြီးတော့စီမံပြီးတော့ဖော်ဆောင်တဲ့တိုက်ပွဲတိုင်းကအောင်မြင်တယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ဒီရှေ့ပါမယ်လေဒါစကန်းသိန်းတွေကိုကြည့်မယ်ဆိုလည်းသိတာတယ် အခုဆိုရင်ဒါမြောက်ဝီမြို့နယ်တွေကဒါထိုင်းနယ်စပ်တခြားမှာရှိတဲ့အဓိကစခန်းကြီးဆိုရင်နှစ်ခုလောက်ပဲကျန်တယ်ဝော်ရင်နဲ့ဥက္ကဋ္ဌနဲ့ဒါနှစ်ခုလောက်ပဲကျန်တယ်ရှေ့ပိုင်းအဲ့နောက်ပတ်ဝန်းကျင်စခန်းတွေအကုန်လုံးကိုတိုက်မယ်လို့စီမံပြီးတော့တိုက်ခနေကမရတဲ့စခန်းတစ်ခုမှမရှိဘူးနောက်ဆုံးထွက်ပြေးရတဲ့အဆင့်အထိဖြစ်တယ်အဲဒါကြောင့်ဒီဘက်ကတလိုင်းတပ်ဖွဲ့တွေကအခုလိုသာစုပေါင်းပြီးတော့ပေါင်းဆက်ပြီးတော့တိုက်မယ်လို့စီမံပြီးတော့လှုပ်တဲ့တိုက်ပွဲတိုင်းကအောင်မြင်နေရပေါ့နော်အဲ့ဟာကိုလေဒါကျွန်တော်အားရစရာတွေ့ရတယ်အဲတစ်ဖက်မှာဒါစစ်ကောင်စီကလာတဲ့ တိုက်မယ်ခိုက်မယ်ဆိုပြီးတော့လာတဲ့စစ်စင်ရေးတိုင်းကအကုန်ရက်တန်နေရအများကြီးရှိတယ်။ဒါအောင်စရနေစလို့အခုချိန်ထိတောက်လျှောက်သူတို့တိုက်ပွဲဖော်ဆောင်နေတဲ့စစ်ကြောင်းတွေပေါ့နော်ထိုးစစ်ဆင်မှုလုပ်နေတဲ့စစ်ကြောင်းတွေရက်တန်နေတာမျိုးတွေအောင်မြင်မှုမရသေးတာမျိုးတွေအများကြီးရှိတယ်ဗျာ။အဲကြောင့်ကိုဘက်ကအရေးတာတွေကတော့အများကြီးရှိတယ်။ဒါပေမဲ့တစုံလုံးနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်က50 50ဆိုတဲ့အနေထားလို့တော့ရှိတယ်လို့တော့ယူဆရတယ်ပေါ့နော်။ကျွန်တော်အားလုံးတနိုင်ငံလုံးနိုင်ငံအဝန်းအကုန်လုံးအောင်မြင်မှုရဖို့ပြီးရင်ဒီစစ်ကောင်စီလုံးဝ ကြာရှုံးမှုပေါ့နော်လုံးဝပြတ်သုံးဒီစနစ်ကြီးလုံးဝပြတ်သုံးပြီးတော့နိုင်ငံသားတွေအကုန်လုံးလွတ်လပ်မှုတရားမျှတမှုနဲ့ဒါခုနလိုအဲလုံခြုံမှုတွေအပြည့်အဝရဖို့အတွက်ဆိုရင်တော့ကျွန်တော်အများကြီးစူးစမ်းရအောင်ပဲဒါပေမဲ့ဟိုးအစကတည်းကနေပြီးတော့ဆလာတဲ့အချိန်ကနေအခုချိန်ထိပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အများကြီးကိုမှပြောင်းလဲပြီးတော့တိုးတက်လာပြီဆိုတာကိုသိသာရှိတယ်အဲ့တော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီအချိန်ထိတောင်ရောက်လာပြီကျွန်တော်နောက်လဲကြအကြောင်းမရှိဘူးရှေ့ဆက်ပြီးတော့တိုက်ပွဲဝင်ကြမယ်ဆိုရင်တေချာပေါအောင်မြင်ပါပေါ့နော်အဲ့တော့နီလန်းတွေကလည်းအခက်ခဲတာတော့ရှိမှာပဲနီလန်းတွေကအမြဲတမ်း ကျွန်တော်စဉ်းစားပြီးတော့ကြော်ဖြတ်ရမယ့်အရာတွေဖြစ်တယ်။နီလန်းတွေလည်းအများအားရှိလိမ့်မယ်။အဲကြတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့လက်တွဲညီညီရှိတယ်ဆိုရင်အောင်မြင်မှုတွေတေချာဖို့ရမယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။